တို့မာရီယာမာဘီယိုတကယ်မချစ်ကြပါဘူးဗျာခုကိုကျိုးစီဝါအတတအတွက်မြန်မာဘီယိုချစ်တယ်လို့လိမ်နေကြတဲ့လူတွေနေပုံများပါတယ်အဲ့ဒီချိန်မှာခင်ဗျားမပါအောင်နေပါကျွန်တော်လည်းမပါအောင်နေပါမယ်ကြိုးစားပါမယ်เนาะအဲ့တော့ကျွန်တော်ကျွန်တော်ဒီနေ့ကတော့ဟို peace forum ကိစ္စတွေပဲကျွန်တော်အဓိကပြောပြောပါပြောပါမယ်အာ peace forum ကိစ္စဆိုတော့ကျွန်တော်တို့ peace brander ဒီနေ့ဆိုရင်တန်းဒုတိယမြောက်နေ့ဒုတိယမြောက်နေ့ကတော့အားလုံးဒီတိုင်းဟို why one ပြီးတော့ပြန်လည်ချိန်နေဆွေးနွေးကြတဲ့ကိစ္စတွေပေါ့เนาะဆွေးနွေးကြတယ်ပေါ့အဲ့တော့ တက်တဲ့သူတွေရဲ့စင်းတွေလည်းအချမ်းမြင့်ကောက်တည်ပြီးသွားပြီ။ဘာတွေဆွေးနွေးကြလဲဆိုတော့လည်းအချမ်းမြင့်ကောက်တည်ပြီ။ဒါပေမဲ့ကျွန်တော်တို့ဆွေးနွေးပွဲထဲမှာဘာတွေဆွေးနွေးလဲဆိုရင်တချို့ကိစ္စတွေကြတော့ Chatan House Blue Ear ဆိုရင်တချို့ဟာတွေကျွန်တော်တို့တို့ပြောပြောဟိုနာမည်တက်ပြီးပြောပါမယ်မရှိဘူးပေါ့နော်။ဒါပေမဲ့ဘယ်သူတွေကဘာဆွေးနွေးတယ်ဘယ်ဘယ်ချောင်းဟာတွေအဓိကဆွေးနွေးကြတယ်ဆိုတာကျွန်တော်တို့ဟို target ထားပြီးပြောပြောလို့ရတာပေါ့နော်။ဘယ်ချောင်းပြီးတော့အချောင်းဟာတစ်ခုချင်းစီတစ်ယောက်ချင်းစီဆွေးနွေးတာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ဒီမှာပြန်ပြီးတော့ပြောဖို့လည်းခက်ပါတယ်။အဲ့တော့ကျွန်တော်အဓိကဆွေးနွေးရဲ့အချောင်းဟာတွေကိုကျွန်တော်ဒီပြောပါမယ်နော်။ဆိုတော့ ဒီကဆွေးနွေးတဲ့ကျောင်းတွေကဒီနေ့26ရက်နေ့တော့ဒီနေ့ဆွေးနွေးတဲ့ခါမှာအဖွဲ့နှစ်ဖွဲ့ခွဲတယ်အားလုံးဒီလည်းအုပ်စုအဖွဲ့အဖွဲ့နဲ့ပေါ့ကျွန်တော်တို့အုပ်စု AB ပေါ့အဲ့တော့နှစ်ဖွဲ့ခွဲပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတဲ့ခါမှာအဲကျွန်တော်ကတော့အုပ်စုနှစ်မှာကြပါတယ်ကျွန်တော်တို့အုပ်စုနှစ်မှာကြပါတယ်အုပ်စုနှစ်ဆိုတော့အဖွဲ့နှစ်မှာကြတယ်ကျွန်တော်အဖွဲ့မှာတော့အာနာမည်ကျော်တွေအများကြီးပါပါတယ်ကျွန်တော်အဖွဲ့မှာနာမည်ကျော်တွေအများကြီးပါပါတယ်အများကြီးပါတယ်အဖွဲ့တက်ကတော့ပူပြီးဒီအဖွဲ့တက်ကဒီနေ့တော်တော်ပူပြီးတော့ပူပြီးကြီးကြီးမှတေချာပြီးဒီဘက်ကအဖွဲ့နှစ်ကလည်းနေသေးတယ်ဒါပေမဲ့ကျွန်တော်အဖွဲ့နှစ်ထဲမှာနာမည်ကျော်တွေအများကြီးပါကြတယ်ပါကြတယ်ပေါ့အဲ့တော့အဖွဲ့တက်ကဘာလဲဆွေးနွေးလဲဆိုတော့ တော့ဒီနေ့ဆွေးနွေးတာကမနေ့ပိုင်းမှာတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရင်းနဲ့နိုင်ငံတော်ရဲ့ပကတိအခြေအနေတွေတော့ရွေးကောက်ပွဲရေးပါမှုလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကျင်းပပြီးပြီးတော့ခုံသိက္ခာရှိရဲ့လွတ်တော်ပေါ်ဆောင်နိုင်ရေးအစရှိအစရှိကိစ္စတွေအစရှိအစီအမံတွေပေါ့နော်ဒါအဓိကရွေးတယ်ပေါ့နော်အဓိက target ကတော့ဗျာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆိုတဲ့ target အဲ့ target နဲ့ဆွေးနွေးရမနေ့ပိုင်းမှာဆိုတော့နောက်ဒုနောက်ညမော်လယ်ပိုင်းလောက်ကျတော့ပါဆွေးနွေးလဲဆိုတော့ငြိမ်းချမ်းရေးနဲ့ပွန်လဲမြင်သာသောရွေးကောက်ပွဲနဲ့နိုင်ငံတော်တည်ရေးအကြံရေး ဖွံ့ဖြိုးတိုးတက်ရေးပိုးပေါင်းဆောင်ရွက်မယ်နည်းလမ်းပဲပေါ်တော်ချင်းဆိုပြီးတော့ဒါအဖွဲ့တစ်ကအဖွဲ့တစ်ကဟိုမှာဆွနေတယ်နော်အဲ့တော့ဒါအဖွဲ့တစ်ကဆွနေကြအဖွဲ့နှစ်ကလည်းဗာဆွနေတယ်ဆိုတော့ဒီနေ့အဖွဲ့နှစ်မှာလည်းရွေးကောက်ပွဲအောင်မြင်စွာချမ်းပါနိုင်ရေးဆိုတဲ့ဟာကိုဆွနေတယ်နော်အဲ့မှာနိုင်ငံတော်ရဲ့ပဂရိအခြေအနေတွေကိုအကြောင်းပြောတယ်ရွေးကောက်ပွဲအရေးပါမှုတွေအကြောင်းပြောတယ်လွတ်လွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲချမ်းပါဖို့ကိုတိကရှိပြီးတော့ရှိတယ်လွတ်တော်ပေါ်ဆောင်မှုကိစ္စတွေဒါတွေကိုလည်းစတိကဆွနေတယ်ပေါ့နော်ဆိုတော့မွန်လွဲမှာတော့ရွေးကောက်ပွဲအလွန်ဒီမိုကရေစီ အဖွဲ့နှစ်ကဘွားမတူတာပေါ့နော်ရွေးကောက်ပွဲလိုဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်သူတိဆောက်ရေးမှာငြိမ်းချမ်းရေးနဲ့ဗိုလ်မျိုးထုတ်တဲ့အကိုထောက်ကူပြုနိုင်မယ်နိုင်ငံအသားအမှိုင်ခန့်ကနာဖော်လို့ချင်းဒါဟုတ်သူဆွနေတယ်အဲ့တော့တက်ဆွနေကြရတဲ့သူတွေဟိုဒါတွေရှိကြတယ်ပေါ့နော်ရှိကြတဲ့ကံမှာဆွနေကြတဲ့သူတွေအကုန်လုံးကတော့ဟိုအဖွဲ့တက်ကတက်ရောက်နှစ်ကနှစ်ရောက်ဆွနေကြတယ်အဲ့မှာအဓိကဆွနေကြတဲ့ကိစ္စတွေမှာဘာပါလာလဲဆိုတော့ရွေးကောက်ပွဲကိုအားလုံးကရွေးကောက်ပွဲလုပ်ဖို့ကိုအားလုံးကလက်ခံထားတယ်လုပ်ကိုလုပ်ရမယ်ဆိုတော့အားလုံးကလက်ခံတယ်ရွေးကောက်ပွဲဖြစ်ဖို့ကိုမြန်မာစံဖြစ်ဖို့ အောင်ငင်ဖြစ်ဖို့အားလုံးကတွန်းအားပေးပြီးပြောကြရဖြစ်တဲ့အတွက်တက်ရောက်လာတဲ့လူ120ကျော်လုံးကကိုစားပြုသူပေါ့အလွာသီးသီးကနိုင်ငံရေးကိုစားပြုတဲ့အလွာရှိတယ်ဒီတိုင်းသလနဲ့ခိုင်တို့ကိုစားပြုတဲ့အလွာတွေရှိတယ်အဲပညာရပညာရှင်ပေါ့ကိုစားပြုတဲ့အလွာရှိတယ်အသင်းဖွဲ့ကိုစားပြုတဲ့အလွာရှိတယ်အဲဒီအစိုးရကိုစားပြုတဲ့အလွာရှိတယ်တပ်မတော်ကိုစားပြုတဲ့အလွာတွေပါတယ်နောက်တစ်ခုကပါလို့ဆိုတော့ဒီမီဒီယာအလွာပါတယ်နောက်နိုင်ငံနိုင်ငံကလေးလာတဲ့လေးတော်တိုင်းပြည်များဆိုတဲ့အလွာပေါ့ဒီအလွာလည်းပါတယ်အဲ့တော့ပေါင်းစစ်ပေါင်းတိုင်းပြည်အလွာလေးလည်းပုံပါတော့ကျွန်တော်ဒီမှာပြောပေါင်းစစ်ပေါင်းစစ်အလွာလို့ပြောရင်သူက United Comedy GM NSBNC ရလူတွေပါတယ်ဗျတမတော်အငိမ့်သားတွေပါတယ်တမတော်လက်ရှိ in service တွေပါတယ်။နောက် GMC ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေတိုင်းသားလက်နက်ကိုင်ဖွဲ့ကိုယ်စားလှယ်တွေညီကြိုင်းလုပ်ငန်းရှင်ပါဝင်သူတွေပြည်ပြပါပညာရှင်တွေနောက်ပါဝင်တဲ့ပေါင်းထိုက်သူတွေဝန်ကြီးဌာနအဖွဲ့အစည်းကညီကြိုင်းမှုချုပ်တွေနောက်အသင်းအဖွဲ့တွေ NGO NGO ဖွဲ့တွေပေါ့ INGO NGO ဖွဲ့တွေနောက်နိုင်ငံတန်တမာတွေနဲ့လေ့လာသူတွေအကုန်လုံးပါတယ်ပြောလဲအောင်တက္ကသိုလ်ကျောင်းသူလေးတွေကျောင်းသားလေးတွေတော့ပါတယ်ခဲရုံတော့ဘိုက်ဖိုရဲမှာတက္ကသိုလ်ကျောင်းသားလေးတွေတော့ပါတယ် ်အသက်22 23အရွယ်ပဲရှိသေးတယ်တက္ကသိုလ်ကျောင်းကျောင်းသားလေးတွေအစပါတယ်ပါပြီးတော့အဲ့ဒီကလေးတွေကသူတို့ကိုယ်တိုင်လာဆွေးနွေးတယ်ဟိုဟိုကလေးကလေးနဲ့တော့ဆိုကလေးမလေးတွေသူတို့ဆိုလာပြီးသူတို့ဝမ်းတော့မဆွေးနွေးသူတို့ထိုင်နှားထောင်ပြီးတော့သူတို့ဆွေးနွေးတာမဟုတ်ဘူးဒါပေမဲ့သူထိုင်နှားထောင်တယ်နောက်တော့ပြီးသူတို့ကိုယ်တိုင်ဒါတိသွားတာပေါ့ဆိုတော့ပြောရရင်တော့သူတို့ကိုယ်တိုင်ဆိုရင်ဒါစိတ်ဝင်စားစိတ်ဝင်တစားနဲ့ဝင်ဆွေးနွေးဝင်ပြီးတော့နှားထောင်ခွင့်ရပြီဒီကျောင်းကနှားထောင်ရတယ်အဲ့တော့အဲ့လောက်ထိပါတယ်အကုန်လုံးကပါဝီမန်ကြီးညွန့်လဲဆိုတော့ပေါ်လေပြောရင်အကုန်လုံးကဒီရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပဖို့ကိုသူတို့ကအားလုံးကလက်ခံတယ်ဆိုတဲ့အပေါ်မျိုးသွားပြတ်တာတယ် ရွေးကောက်ပွဲကျင်းပကိုလက်ခံတယ်လို့သူကပြသတယ်ဘာလို့ဆိုတော့ဒီကျင်းပမဲအောင်လက်ခံတယ်တော့အောင်မြောင်လုပ်ဖို့ကိုသူလက်ခံတယ်အောင်မြောင်လုပ်တင်တယ်ဆိုတာမျိုးတိုက်တွန်းတာဘာလို့ကလက်ခံကြတယ်အဲ့တော့ရွေးကောက်ပွဲကျင်းပကိုဆိုကိစ္စမှာဒီဂုံးသိကရှိဆိုရွေးကောက်ပွဲဖြစ်ဖို့ဆိုတဲ့အတွက်ကျွန်တော်တို့ဆွေးနွေးကြတဲ့အထက်မှာပေါ့နော်ဆွေးနွေးကြတဲ့အထက်မှာဘယ်အစ်စ်နေပါလာနိုင်တယ်ပါလာတဲ့လဲဆိုမှဆွေးကြပါစို့ဗျာရွေးကောက်ပွဲကပါဝင်တဲ့ပါဝင်ထိုက်တဲ့သူတွေပါဖို့ဆိုတဲ့စကားလုံးမျိုးဆိုလို့ရှိရင်နိုင်ငံကပြောကြတာရှိတယ်မြန်မာယူကောက်ပွဲကနိုင်ငံပေါင်းတဲ့ပေါင်းထိုက်သူတွေမပါဘဲနဲ့ကျင်းပါမယ်ဟာကြီးလို့ပြောတယ်။ Okay ပါဝင်တဲ့ပါဝင်ထိုက်သူလို့ပြောတာဘသူညီညွတ်တာလဲဆိုတော့အားလုံးကသိတယ်။ Okay အဲ့ဒီလူတွေပါဖို့လိုအပ်သလားဆိုတော့မေးခွန်း။ဒါဆိုရင်အဲ့ဒီလူတွေမပါရင်ရွေးကောက်ပွဲမလုပ်အောင်လားဆိုတော့မေးခွန်းကိုကျွန်တော်တို့ counter ပြန်မေးရဖို့လိုအပ်တယ်ဆိုတာမျိုးပြောကြတယ်။ counter ပြန်မေးကြဖို့ပေါ့မပါသေးဘူးလားပေါ့။အဲ့သူတို့ဒီလူတွေမပါရင်ဒီဖွဲ့စည်းသူတို့ညီညွတ်တဲ့ဖွဲ့စည်းမပါရင်ရွေးကောက်ပွဲမလုပ်အောင်လား။ကျန်တဲ့ပါတီပေါင်း member ဆိုအများပြားရှိတယ်။ဟုတ်လားတနိုင်ငံမှာနိုင်ငံမှာပါတီပေါင်း50ကျော်ရှိတယ်။အဲ50ကျော်ကဒီပါတီတစ်ခုသို့မဟုတ်အဖွဲ့တစ်ခုမပါရင်ဒီ50ကျော်ကမလုပ်အောင်လားဆိုတော့ အဲ့မင်းကဘာမှမဆိုင်ဘူးပေါ့နော်ဒါလုတ်လို့ရဆိုမျိုးကျွန်တော်ပြန်ပြီးတော့ဟိုဆွေးနွေးကြတာတွေ့ရတယ်အဲ့တော့အခြားပါတီတွေကလောက်ကမရှိလားဆိုတော့မိကုံးမျိုးတွေပေါ့အဓိကအဲ့ဒါပဲဖြစ်တယ်နောက်တော့ရွေးကောက်ပွဲနဲ့ပတ်သက်လူကမဲပေးတဲ့စနစ်ကလည်း family မဖြစ်သေးတဲ့အတွက်ဒီ voting set ပေါ့နော် voting တဲ့ set အဲ့ set ကိုလူက family မဖြစ်သေးဘူးအဲ့ဒါ media တွေအားသုံးပြုပြီးတော့ဒီ voting ပြီးဖို့ကိစ္စတွေတွားပြီးဆွေးနွေးကြတယ်နော်အဲ့ဒါကြီးဆွေးနွေးတယ်နောက်တော့ရွေးကောက်ပွဲကိုဒီမထောက်ခံဘူးလို့အဲပြောတဲ့နိုင်ငံတွေရှိတယ်ဒါပေမဲ့အဲ့မထောက်ခံဘူးလို့ပြောတဲ့နိုင်ငံတွေကိုယ်တိုင်ပြင်လျင်ပြဿနာက ာတကယ်ဒီဘက်ကယူကောက်ပဲတကယ်လောက်လာရင်တို့ကိုယ်တိုင်ပြင်ရင်မထောက်ခံဘူးကနေမကောက်ကွက်ဘူးဖြစ်လာမယ်မကောက်ကွက်ဘူးအဲဆိုတော့သူ့ဘုံလည်းမထောက်ခံဘူးဆိုပေမဲ့မနောက်ရှင်ဘူးမကောက်ကွက်ဘူးဖြစ်လာမယ်အဲ့လိုဖြစ်လာတယ်တို့ကနိုင်ငံတကာတိုင်းဝိုင်းတွေကလည်းမထောက်ခံဘူးလို့တစ်ဖက်ကပြောနေကြရဲဆိုပေမဲ့တို့ကဘာလဲဆိုတော့ဝစ်ချီတန်းချီပြောနေကြရဲသဘောမျိုးဖြစ်တယ်ဆိုတာမျိုးဒီကျွန်တော်ဒီချက်မှာဆွေးနွေးကြတယ်ပေါ့နော်ဆွေးနွေးကြတယ်နောက်တစ်ခုကဒီရွေးကောက်ပွဲနဲ့ဟိုပတ်သက်ပြီးတော့ဒီနေ့ဟိုကျွန်တော်ကျွန်တော်ကျွန်တော်တို့တယောက်ကဆွေးနွေးအပေါ်မှာဒီစပီကာလုပ်တဲ့တယောက်ကတော့ဒီနေ့ ြောပါတယ်သူကတော့ဟို speaker လုပ်တဲ့ချိန်မှာထမင်းစားပြီးတဲ့ချိန်လို့ကြာသူပြောတဲ့ဟာလေးကြီးရတယ်ကျွန်တော်ကကြီးလိုက်ရတော့ပြုံးလိုက်ပြီတယ်ပေါ့သူကဘာပြောလဲဆိုတော့ဆွေးနွေးပွဲထဲမှာလာထိုင်တဲ့သူတွေကထမင်းစားပြီးသားဆိုတော့တချို့တွေကငိုက်တာပေါ့နော်ငိုက်တော့အဲ့ဒါကိုငိုက်တော့အဲ့ဒါနဲ့ဟိုငိုက်ကြရောပြီးတော့အဲ့ဒီအချိန်ကောင်းကြီးဖြစ်နေတယ်ပေါ့ငိုက်ပြီးတော့ဟိုခဲတော့ငိုက်တာလည်းကျွန်တော်ခွင့်လွှတ်ပါတယ်ကျွန်တော်ငိုက်သွားရင်လည်းခွင့်လွှတ်ပါသူကတချို့လူတွေငိုက်နေတာကိုသူကမြင်တာအပေါ်ကတော့ကုန်မြင်တာချို့လူတွေငိုက်နေတာကိုမြင်တယ်အိတ်ငိုက်တယ်ဆိုတော့တချို့လူတွေအိတ်ငိုက်တယ်တကယ်နာမည်ကြီးအိတ်ငိုက်နေရှိတယ်ဘယ်သူတွေလဲကျွန်တော်ပြောချင်နာမည်တောင်ပြောချင်တကယ်အိတ်ငိုက်တယ် ဒီလိုကြီးပေါ့ဗျာအခုကျွန်တော်ပြနေတဲ့ဘုံနာတိုင်းဒီလိုဖြစ်နေတာအဲ့လိုလူကြီးရှိတယ်ကဲတကယ်ပြောတာပွဲတော့ခဏတော့ကျွန်တော်ကြည့်ပြီးဩတက်ကြည့်လို့ပြမှာပါလို့ကျွန်တော်တွေးလိုက်ပြီတက်ကြည့်လို့ပြမှာပါလို့တွေးလိုက်ပြီတကယ်လဲပါဗျာဘသူဆိုကျွန်တော်တို့မြင်ပါတယ်ဒါပဲထားပါတော့နော်ဆိုတော့ဒါတွေအကြီးမကြီးပါထားပါတော့ဒီဒီရွေးကောက်ပွဲကြီးကိုတဲ့ပွန့်လဲပြောရင်တော့အစိုးရရဲ့ပါတီပညာရှင်တွေတိုင်းသူတွေအကုန်လုံးပါဝင်တဲ့ ယူကော့ဘောချင်ပါဖို့တော့ကော်မတီကြီးကြီးမားမားအောင်မြင်ဖို့တော့အတွင်းကူပြောင်းရေးရန်ရာလုပ်ဖို့ယူကော့ဘောအောင်မြင်ရေးအတွက်ဒုကူပြောင်းရန်ရာကြီးတွေဖွဲ့စည်းဖို့ကိစ္စတွေဒါတွေကကျွန်တော်တို့လုပ်တင်နေဆိုပြီးဝိုင်းအောင်အကြံပေးကြတာရှိတယ်เนาะဟုတ်ကဲ့ယူကော့ဟိုလွန်ငင်းချမ်းသာဝင်ပေးဖို့ကိစ္စတွေလွန်ငင်းချမ်းသာဝင်ပို့ဆိုတာလွန်ငင်းချမ်းသာပေးဖို့ဆိုတချို့လူတွေကိုလွန်ငင်းချမ်းသာပေးဖို့လိုအပ်တယ်ဆိုတာလူတွေပြောတာဒါတွေလည်းပြောကြတယ်အဲ့တော့ယူကော့ဘောတချို့ရယူကော့ဘောလုပ်လို့ရှိရင်ကိုယ်စလဲလောင်းတွေကိုပေးမသိခြင်းဘောကိုယ်စလောင်းတွေပေးမသိခြင်းဆိုတဲ့လူတွေလည်းရှိတယ်ပေးမသိခြင်းဘောဘာလို့ဆိုပေးပြီးပေးသိရင်ကိုယ်စလဲလောင်းတွေလောက်ချန်တက်ဖြတ်ခံရမှာစိုးစိုးတယ်ဆိုတာမျိုးအကြောက်လို့ပေါ့လေဆိုတော့ ဟိုပြောရင်တော့အဲ့လိုမျိုးဆွနေတာလည်းရှိတယ်ဒါပေမဲ့အဲ့တော့ကံပြီးထဆွနေဖို့ကျတော့အချိန်ကနည်းတယ်နည်းတဲ့ခါကျမဆွနေလဲရောဒါပေမဲ့ကျွန်တော်ဒီနေ့မှာပြောချင်တာရွက်ကောက်ပွဲနဲ့ပတ်သက်လို့တချို့လူတွေကအာကိုယ်စလဲတောင်းနေနာမည်ပြီးမသိတဲ့ဟိုပါညာပေါ့ဟိုနာမည်ကိုအိတ်ပိတ်အိတ်ပိတ်ထားတယ်လေဆိုမဲလာပေးမဲ့သူတွေကတော့ဥမာပဲသူတို့မျက်နှာကြီးတွေသူပေါ်ဒိန်းလာပေးကြမှာဗျာကဲဒီလိုခလုတ်လာနေမှာအဲ့လူတွေအောင်လို့ဒါအဲ့ဒီတိုင်းတိုင်းမျိုးကိုစားပြုမဲ့ပုံပုံတွေမျက်နှာမပြရဲဘူးဆိုတော့အသက်ခံမှာကြောက်လို့ဆိုရင်အစကတည်းကနိုင်ငံကြီးမလုပ်ဘူးလို့လေအဲ့လူတွေကျွန်တော်အဲ့အဲ့လူဆွနေတဲ့ကိစ္စမှာကျွန်တော်တော့မဆွနေပါဘူးဒါပေမဲ့ ဆွနေလဲရအဲ့လိုပြန်ဆွနေကြရမှာတကယ်တော့ပြီးပြီးပို့လိုက်ပြီးအဲ့ဒါမျိုးရှိတယ်ပါတခါကျဒီထက်မှဆွနေတဲ့သူတွေမှာတချို့အဲ့လိုပါတယ်အဲ့ဒါလေးလည်းပါတယ်ကျွန်တော် တော်တော်လေးအားသင့်တာပေါ့နော်တချို့တွေဆွနေကြတယ်နောက်တစ်ခုကဒီဒီရုပ်ကောက်ပွဲနဲ့ပတ်သက်တချို့တွေပြန်ပြီးတော့ဟိုလှုပ်ပေးဖို့နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးဖို့ကိစ္စတွေလည်းတကယ်ဆွနေတယ်အလှုပ်ပေးတင့်သလားမတင့်ဘူးလားဆွနေတယ်ဘာလို့တချို့လူတွေကိုလှုပ်ကိုပေးတင်တယ်လှုပ်ပေးပြီးတော့ဒါသူတို့ပါတော်ပါတာလှုပ်ပေးတင်တယ်ပါလဲပါအောင်ပါလဲနေပေါ့အနောက်ရှက်မပေးဘူးဆိုရင်ပြီးတော့လှုပ်ပေးလိုက်ဖို့တင့်တယ်ဆိုတာမျိုးတွေဒါမျိုးတွေလည်းအဲ့လိုဆွနေကြတာရှိတယ်နော်ပြီးတော့ voting စနစ်ကိုကြည့် လူတွေကိုရွေးကောက်ပွဲပါဝင်လာဖို့ကိစ္စတွေကအရေးကြီးတာကအဲ့မှာလူတွေကိုရှိအောင်သွားဖို့လိုတဲ့ကိစ္စမျိုးတွေကျွန်တော်ကလူတွေစီအောင်သွားရမှာလူတွေကကျွန်တော်စီကိုလာဖို့ဥစားလူတွေစီအောင်သွားဖို့ဆိုတာမျိုးတွေဝိုင်းဆွေးနေကြတာပေါ့ဗျာဆိုတော့လူတွေစီအောင်သွားဖို့ဆိုတာလူတွေကိုဖုန်းညာလူတွေတော့တော့အဲ့ဖုန်းညာတစ်စိလူတွေစီရောက်ဖို့ဒါကိုကျွန်တော်တို့ဝိုင်းလို့ပြီးလောလောတင်လဲဆိုတာဝိုင်းဆွေးနေတယ်နောက်တစ်ခုကမိုဖာတို့ဘာတို့ကလည်းလောလောတင်တယ်ပေါ့ဗျာမိုဖာတို့ဘာတို့ကလည်းမိုဖာတို့ဘာတို့ကလည်းဆိုမိုဖာတို့ဘာတို့ကနိုင်ငံတကာမှာရှိတဲ့မြန်မာတိုင်အောင်တွေရှိတယ်မြန်မာတိုင်အောင်တွေတိုင်အောင်အဲ့တိုင်အောင်တွေကနေပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့စကားပြောဆိုတင်တယ် ဆွေးနွေးတယ်ပေါ့ဘာလို့ဆွေးနွေးတယ်လဲဆိုတော့ဟိုမှာမြန်မာနိုင်ငံမှာယူကော့ပဲချင်းပါတာခိုင်ခိုင်မှာချင်းပါတော့မယ်ဆိုတဲ့အကြောင်းလို့သူတို့ message ကပေးဖို့ပေးတယ်နည်းပြီးလို့ရှိရင်ဒီနိုင်ငံရေးပါတီဒီ UEC ရပဲလုံတော့ဘူးလေအဲ့လိုတောက်လျှောက်လို့ပြောနေရင်လှုပ်ဆော်နေရင်ဘာပဲပြောဟိုနိုင်ငံတကာကလည်းပူပြီးတိလာတော့ပူတိလာမယ်ဒါမျိုးလည်းအရေးကြီးပါတယ်ဒါလည်းကျွန်တော်ဆွေးနွေးကြတယ်ပေါ့လေပြောရင်တော့ပြီးတော့ငွေကြေးကိစ္စလေးအများကြီးဆွေးနွေးပါတယ်တော်တော်လေး နိုင်ငံတကာရဲ့ထောက်ပံ့ကူညီအကြောင်းလည်းကျွန်တော်ဆွေးနွေးတယ်ပြီးကျွန်တော်နိုင်ငံကိုနိုင်ငံကိုမပတ်သက်ချင်မဆက်ဆံချင်ဆိုတဲ့လူတွေကိုကျွန်တော်တို့ကအဲ့ဒီနိုင်ငံတွေကိုကျွန်တော်ကဒီအခွင့်အရေးတွေအခွင့်အလမ်းတွေကို incentive တွေ incentive တွေပေးပြီးတော့အကျိုးစီးပွားနဲ့ပြန်ချီအောင်လုပ်မျိုးတွေတဖြည်းဖြည်းလုပ်တင်နေဆိုတာမျိုးတွေပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့ဆွေးနွေးကြတယ်အဲဆရာတယောက်ဆွေးနွေးတာဆိုလို့ရှိရင်သူကဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုဘာလုပ်တင်လဲဆိုတော့ထူးဆုံးတွေပေးပြီးတော့စီးပွားရေးနဲ့ထူးဆုံးတွေပေးပြီးတော့ကိုတိုင်းသားလက်နက်ကိုင်ဖွဲ့တွေကိုအကျိုးမြတ်သူတို့ကိုယ်တိုင်အကျိုးမြတ်ရတယ်နိုင်ငံတော်နဲ့သူတို့နဲ့ join လုပ်တယ် အထူးဆိုပြီးဒီဖန်တီးပေးတာမျိုးတွေလုံးတဲ့နေဆိုတော့လူတွေလည်းအဲဆွေးနွေးကြတယ်ပေါ့နော်ဆွေးနွေးကြတယ်ဆိုတော့ပြောရရင်တော့တော်တော်လေးပြောပြီးတော့ယူကော်ပွဲနဲ့ပတ်သက်ရင်လည်း theme တွေလိုတယ်ပေါ့ဗျာ theme တွေယူကော်ပွဲနဲ့ပတ်သက်ရင်ဘယ်လိုလုံးတဲ့နေဘယ်လို theme တွေနဲ့ဖော်မလဲယူကော်ပွဲကိုမဲပေးဖို့အတွက်လူတွေလက်ခံလာပြီးလူတွေလက်ခံပြီးမဲပေးချင်လောက်ဘယ်လိုလုပ်ကြမလဲဒါလေးလည်းဆွေးနွေးကြပါတယ်ဆိုတော့ဆွေးနွေးတာဒီကတော့အများကြီးပါနော်တော့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံနဲ့ပတ်သက်ပြီးဆွေးနွေးတာလေးဥသိစိန်စိုးလက်ထမှာကျွန်တော်နိုင်ငံတကာနဲ့ချီချင်းဘယ်လိုယူခဲ့တာလေးဒါလေးလည်းကျွန်တော် channel ပြန်ဆွေးနွေးဆွေးနွေးကြပါတယ်။နော်အဲ့တော့ဟို ရွေးကောက်ပွဲကိုအရင်အရန်ခုတစ်ခုဆိုပါတာမျိုးရှိတယ်ရွေးကောက်ပွဲအကြောင်းအမြင်ဆန့်ကျင်နေတဲ့လူနိုင်ငံတစ်ခုကအခုပါပြောလာလဲဆိုတော့ဂရန်ပေးခြင်းနေမြန်မာနိုင်ငံအဲ့လိုတော့ပြောလာတယ်ဆိုတော့တချို့အရာတွေကကျွန်တော်နိုင်ငံရွေးကောက်ပွဲကိုတချို့ကမကောက်မလောက်အောင်ဆိုပြီးတော့ပြောနေကြရင်ပဲပေါ့ဗျာပြောနေကြရင်ပဲဟိုပြောနေကြရင်ပဲပေါ့နော်ပြောနေကြရင်ပဲအဲသူတို့ကိုယ်တိုင်ကပုံလည်းပြောရင်တော့ပြန်သူတို့ကိုယ်တိုင်ဝင်ပါဝင်ခြင်းတဲ့သဘောမျိုးပေါ့ဆိုတော့မမလို့တင်မလို့အောက်ကအကျိုက်ပြောနေတာပြောနေတာဒီကန်းကြတော့အပြင်ကပြောနေပြီခုနကရှိမှပြောသလိုပဲ ဟိုဘာခေါ်လဲဆိုတော့အဲလူဝတ်ကြေတန်းကြီးပြောနေတာပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဟိုတကယ်တမ်းကျတော့တကယ်လှုပ်လာရင်သူတို့မနေနိုင်ဘူးပေါ့နော်အခုသူတို့ပြန်ပါလာတယ်ဘာလို့လဲဆိုတော့ခင်ဗျတရုတ်ကကျွန်တော်နိုင်ငံနဲ့ပတ်သက်ပြီးထောက်ခံတယ်လို့ပြောပြီး support လုပ်မယ်သူတို့ကောင်းကောင်း support လုပ်မယ်လို့ပြောတာပြီးယူကပ်ဘူးအိန္ဒိယကလည်း support လုပ်မယ်လို့ပြောလာပြီးထိုင်းကလည်းပြောတယ်အခြားနိုင်ငံတွေကလည်းဒီလိုတက်လာနိုင်ငံတွေကလည်းယူကပ်ပဲလုပ်အောင်ဆို support လုပ်အောင်ဆိုသူတို့အကုန်လားလဲသွားတယ်အဲ့တော့ကံကွက်တဲ့နိုင်ငံဆိုတော့လည်းနည်းနည်းပဲကျန်တယ်ပြီးရင်နိုင်ငံဆက်ဆံရေးကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့နေရာမှာလည်းဒီတိုင်းပဲ အကျိုးစီးပွားနဲ့ရှင်တွဲစီတိဆောက်မယ်ဆိုရနိုင်တယ်ဆိုတာမျိုးလေးပေါ့နော်ဆိုတော့ပြောရင်တော့ဟိုစုံပါတယ်နော်ပြောပြောတော်တော်လေးစုံအောင်လည်းတော့ဆွနေကြပါတယ်တောင်ပေါင်းစုံဆွနေကြပါတယ်ပြောရင်နောက်တစ်ခုကပြပောက်ထွက်ပြေးသွားတဲ့သူတွေထွက်ပြေးသွားတဲ့သူတွေကထွက်ပြေးသွားတဲ့လူတွေကကျွန်တော်တို့ဒီမှာရွေးကောက်ပွဲအောင်မြင်ချင်းပါပြီးသွားတယ်ဒီလူတွေကသူတို့ကိုသူတို့အမားတွေမှားပြီးဆိုပြီးတော့ပြောင်းဝင်လာမလားဆိုတော့အဲ့ဒါလည်းမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါဒီကောင်တွေမိုက်ထွေးရဆက်နေကြအောင်မယ်တချို့တွေတချို့တွေကတော့ပြောင်းဝင်လာနိုင်တယ်အဲ့တော့တချို့တွေကတော့နိုင်ငံပြပထွက်သွားတဲ့တချို့တွေပြောင်းဝင်လာခွင့် ပေးတင်တယ်တချို့ရုပ်ကောက်ပြန်လာခြင်းပြန် join ခြင်းအဲ့လိုတွေပြန်ဝင်ခွင့်ပေးတင်တယ်ဆိုတာမျိုးတွေလည်းကျွန်တော်ဆွေးနွေးကြတယ်။ဒါဆိုကျွန်တော်ကအားလုံးကဘာဖြစ်နေရလဲဆိုတော့အကုန်လုံးကအဲသူ့ကျွေးမှာဆွေးနွေးစရာမရှိဆိုတော့ပုံစံမျိုးတစ်ချက်စားရင်ကျောင်းကိုနိုင်ငံသားချင်းချင်းဖြစ်တဲ့အတွက်ကိုနိုင်ငံကိုပြန်ပြီးကိုစားပြုခြင်းသေးတယ်။တိုင်းပြည်မှာဖျက်မှောက်ကြီးကြီးမှမလုပ်ထားဘူးဆိုရင်တော်တော်များများဆိုးဆိုးဝါးတွေမလုပ်ထားဘူးဆိုရင်ဒီလူတွေပြန်လာပြီးရုပ်ကောက်ပဲပြန်ဝင်ဖို့လုပ်တာ ကျွန်တော်တို့ဝယ်တမ်းလောက်အောင်လဲဆိုတော့မျိုးလေဆွေးနေကြတာပေါ့ဒါကြီးဆွေးနေကြတာဆိုတော့ပြောရရင်တော့တော်တော်လေးဒီဆွေးနေဘက်တော်တော်ဆုံဆုံလေးဆွေးနေတယ်ပြန်လာဆွေးနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တော့အဖွက်နဲ့ဆိုတော့အဖွက်နဲ့မှဆွေးနေတာပေါ့အဖွက်တက်ကဆွေးနေတာကြီးကျွန်တော်မသိရသေးဘူးမလက်ပြန်ဆိုတော့ဒါအားလုံးလုံးပေါင်းလုပ်ပြီးတော့တာပေါ့ဖြစ်နေမယ်ဒီညမှာကျွန်တော်တို့ဟောပြတာကတိုင်းရင်းသားကိုစားပြုအဖွက်တွေတော်တော်များဥပမာ UWS တွေနော် SSPB အာ NDA မိုင်းလာဒီသုံးဘက်ကထဆွေးနေတာကြီးမတွေ့ရဘူးသူတို့ထဆွေးနေတာမတွေ့ရဘူးသူကလုံးဝမဆွေးနေဘူး ပြတ်လာတက်လာရူတွေအကုန်လုံးကတော့ပွင့်လိုက်ပြရင်တော်တော်လေးဟိုဒီသုံးဘွယ်ဟိုမယူသားဘူးလို့ပြောကျွန်တော်ဒီသုံးဘွယ်တက်လာရူတွေအကုန်လုံးကလည်းအရင်ကြီးကြီးမားမားတွေမပါဘူးတကယ်ကို decision ပေးနိုင်တဲ့လူတွေမပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဝါညီရန်ကိုဝါညီရန်ကိုကျွန်တော်သွားစကားပြောတယ်သွားစကားပြောတယ်မနေရတဲ့သွားစကားပြောတာဘာလို့ဆိုတော့ကျွန်တော်ကတင်လိမ့်မယ်မပြောဘူးကျွန်တော်သွားပြောတယ်ဘာလို့ပြောလဲဆိုတော့သွားပြောပြီးတော့သွားပြောတယ်စကားသွားပြောတဲ့အချိန်မှာသူက အတော့ရှင်းပဲကျွန်တော်တော့တိတ်မကြည်ဘူးဗျ။အခုမနေ့ဖန်လည်းတွေ့အောင်ပါဗျာ။ဆိုတော့တိတ်တော့မကြည်လောက်ဘူး။တို့ကတိတ်တော့မကြည်လောက်ဘူး။ဆိုတော့ကျွန်တော်ပြမေးခွန်းနေမေးဖို့ကြိုးစားတဲ့ခါမှာသူကအခုအဲ့ဒါတော့ကျွန်တော်ဘဟုတင်ပြမှာတဲ့။ဘဟုတင်ပြပြီးတော့ဘဟုကခွင့်မှာကျွန်တော်ဖြေလို့ရမှာတဲ့။ဆိုပြီးပြောတယ်။အဲ့တော့ဘိုးတယောက်ဆိုအဲ့ဒါကျွန်တော်ယူယူ challenge ချက်ကသူ့ရှိမေးခွန်းနေပို့ပေးလိုက်တယ်။ပို့ပေးလိုက်ပြီးမဲ့လုံးဝတရက်သာကြော်သွားတယ်အကြောင်းမပြအောင်။ပြောချင်တာမီဒီယာကိုဖြေဖို့ကဝါညီရွမ်းတို့အုပ်စုကသူတို့ကမီဒီယာကိုဖြေဖို့ကိုသူ့ရဲ့ YouTube ရဲ့ဘဟုဖွဲ့ဟာဟို ခွင့်မပြုရင်အီတော်မပေါ့ရုပ်ဆိုတဲ့အိမ်ပြောချင်တာတို့မှာဘာမှလုပ်ပိုင်ခွင့်မရှိဘာမှအခွင့်အရေးမရှိဘူးတို့ပြောချင်တာဟိုအယုတ်ဒီလိုပဲဟိုဝါဘဟိုကနေသူ့ကိုလွတ်လိုက်လို့သာလာတက်တာအယုတ်ပဲအယုတ်ပဲပြောချင်တာဟိုဘာဆိုသူ့မှာကိုပိုင်အစွမ်းစာရေးချင်းရှိလားမရှိလားတော့ကျွန်တော်မသိနိုင်ပဲအယုတ်ပဲဘာမှမဖြစ်နိုင်မဖြစ်နိုင်ဝါညီရဲဆိုမဖြစ်ဘူးအဲ့တော့အဲ့လိုတော့ဖြစ်တယ်ဗောနတကယ်ဆိုသူ့ကိုမေးရမယ်မေးဖို့လည်းအများကြီးရှိတယ်တန်းစီမေးဖို့ရှိတယ် SSPB ကိုလည်းမေးရမှရှိတယ်မိုင်းလောက်လည်းမေးရမှရှိတယ်ဥပမာဆိုကြပါဆိုပြအခုဘဝဆိုလို့ရှိရင် ကွာဆိုယူကောက်ပွဲကိုဝဒေတာမှာယူကောက်ပွဲလုံးလို့ရမှာလားနောက်မိုင်းလာဒေတာမှာယူကောက်ပွဲလုံးလို့ရမှာလားကျွန်တော်တို့မေးရမယ်ဒါပေမဲ့တို့အဲ့ဒါကိုမဖြေနိုင်ဘူးမဖြေတဲ့အပြင်ပတ်ပြေးမှာတို့ပတ်ပြေးနေတယ်အဲ့လိုရှိတယ်မဖြေတဲ့အပြင်ပတ်ပြေးတယ်ဘယ်မီဒီယာမှမတွေ့ဘူးအာခင်ဗျမီဒီယာတွေကတော့မေးဖို့ကြိုးစားရအကုန်လုံးအဲ့ဒါကိုကျွန်တော်တည်တည်နဲ့တွေ့ရတဲ့အခါလေးကိုဟိုကရှောင်တီးရရှောင်ပတ်ရှောင်ပြီးတော့အခါပြေးတယ်အချိန်ကမရဘူးအခန်းထဲပြန်ပြေးဝင်တာအဲ့လိုကြီးလို့ပြောချင်တာကဗျာဟိုမီဒီယာရှေ့မှာဖြေဖို့ကိုဝညီရတဲ့အိုးစုကလုံးဝမလုပ်ဘူးမိုင်းလာလည်းမလုပ်ဘူး SSPB လည်းမလုပ်ဘူးကျန်တဲ့တချို့က DGB DGB ရလူတွေလည်းမလုပ်ဘူးသိချင် မသိမလို့ဘူးအဲ့တော့အဲဟိုတခြားဖွဲ့လည်းရှိပါသေးတယ်တချို့ဖွဲ့ကြောင့်ပြောတော့တော်တော်လေးပုံမှန်လေးနဲ့မီဒီယာရှိမှဖြည်လာတဲ့သူတွေမီဒီယာရှိမှရေးဝန်ပြောရလာတဲ့ဟိုအဖွဲ့အစည်းတွေအများကြီးတွေ့ရတယ်သို့တော့အဲ့ဒီအဖွဲ့တွေကလုံးဝမဖြည်ဘူးပတ်ပြီးနေတယ်ပြောရရင်ပွဲတချို့ပွဲတွေပွဲကိုလာပြီးအဖြစ်သဘောလာတက်လို့ဖြစ်တယ်ပြောရရင်နိုင်ငံတော်ကတော့ခွင့်ပြုပေးထားတယ်ခွင့်လွှတ်ပေးထားတယ်နားလည်ပေးထားတယ်စာနာပေးထားတာတော့ဒီကောင်ဒီလူတွေကတော်တော်လေးကိုဟိုအဲ့လိုတော့ဗီဇတွေကမကောင်းကြီးဗီဇတွေမကောင်းတိုင်းပြည်နဲ့ပတ်သက်ဗီဇတွေမကောင်းပြီးတော့သူတို့ဒေတာကသူတို့ဒေတာကလက်နက်ကင်ထားပြီးတော့သူတို့ဒေတာလူတွေကို တနာဘုကောင်တော့ဝတိုင်းဝပြည်သူတွေဝပြည်သူတနာဘုကောင်တော့ဝဝနေတာပြည်သူတွေတနာဘုကောင်တော့ဘာလဲဆိုဒီမိုကရေစီမရဘူး။ဘာဒီမိုကရေစီမှလည်းမသိဘူး။ကဲအဲ့တော့တချို့ကျွန်တော်နိုင်ငံလူတွေပြောကြတယ်ဒီမိုကရေစီလို့ဒီမိုကရေစီမရလို့အာဒီစစ်ဆိုးရဘာဖြစ်လဲညာဖြစ်တာပြောတယ်။ Okay ဒီစစ်ဆိုးရဆိုပြီးအောက်မှာကျွန်တော်နေနေရအချိန်မှာကျွန်တော်တို့ဝေဖန်ပိုင်ခွင့်ရှိပြီမယ်။ကျွန်တော်ဝဒေတာမှာနေပြီးဝမကြည့်လို့ဝမမိတယ်အဲ့လိုရင်ကျွန်တော်ဒီနေ့ဝေဖန်မနေ့ကအသေးခံမှာဒီနေ့ဝေဖန်မနေ့ကအသေးခံအဲ့ဒီတိုင်းပေါ့မှာဟုတ်ကဲ့။ဘာလို့လဲဆိုတော့ဝဒေတာမှာကျွန်တော်နေခင်နေထိုင်ခင်ပြောတော့ဘာလို့ဆိုတော့ဝရဲ့ အုပ်ချုပ်မှုအောက်မှာကျွန်တော်သူ့ကိုဝေဖန်လို့မရဘူးသူ့ကိုထောက်ပြလို့မရဘူးသူ့ကိုဘာမှမပြောလို့မရအောင်အဲ့တော့ဝါကွန်မြူနတီဆန်ဆန်အုပ်ချုပ်နေတာအဲ့လိုအုပ်ချုပ်နေတာအဲ့တော့ညီရောဘာလို့ဆိုအဲ့ဒိတ်မေးရတယ်အဲ့ဒါညီရောဘာလို့ပတ်ပြေးနေလောကပတ်ပြေးနေဆိုတော့ဟိုမပေါ်နဲ့မပွန့်လည်းမယူတော့ဘူးမိုင်းလာလည်းအလားတူပဲမိုင်းလာလည်းအလားတူပဲမိုင်းလာ မိုင်းလာကုဆိုရင်သူ့သူ့ရှိမှာမိုင်းလာမှာလက်နက်ဆက်ကိုရှိနေပြီဆိုတာတိကျကျွန်တော်သိတယ်လက်နက်ဆက်ကိုမိုင်းလာမှာရှိနေပြီလို့ကျွန်တော်အချမ်းမြင်သိထားတယ်ဒါပေမဲ့မိုင်းလာကောင်လေးလည်းအမီးမကောင်ပတ်ပြေးနေရတယ်ဆိုတော့တခါကျရင်မိုင်းလာတို့ဟွာတို့ဟာ ဟုတ်တယ်ဗျမြန်မာနိုင်ငံထဲမှာနေပြီးတော့မြန်မာမြည်မြန်မာရည်မြန်မာရဲ့ပိုင်တဲ့နေမြေစီးထဲမှာရှိပြီးတော့သူကသူတို့ဟာသူတို့ဘာလို့တဘိုးတမင်းလုပ်ချင်တယ်။ Okay ကိုနိုင်ငံကထွက်ပြီးတော့နိုင်ငံထွက်မလားဆိုတော့နိုင်ငံနဲ့ထွက်မလားဆိုရင်သူတို့လည်းမထွက်ရဘူး။ထွက်ဖို့ကြတော့လေကျွန်တော်တို့တမိုင်းမှာအကုန်လုံးကျွန်တော်တို့ကဒီနိုင်ငံနေနေကြီးကကိုယ့်လက်ထက်ကြမှာဂျုံလေးထွက်သွားတယ်ဆိုတော့မျိုးဖြစ်လို့လည်းမရနိုင်ဘူး။အဲ့တော့တော်တော်တော့ခက်တယ်ဗျဒီကောင်လေးနဲ့ပတ်သက်ရင်ခိုင်ဟတ်တွေကတော်တော်ခက်တယ်ဒီမှာပါတယ်။ဆိုတော့ကျွန်တော်တို့ပို့လို့ပြောရင်တော့ဟိုဝါတို့မိုင်းလာတို့အပေါ်မှာယုံကြည်တော့ကျွန်တော်မရှိဘူး။ကျွန်တော်တို့မရှိဘူး။ SSPB နည်းနည်းတော့ဟိုသူကရှမ်းဖြစ်တဲ့အတွက်နည်းနည်းတော့ကျွန်တော်နားလည်ပြီးသေးတယ် SSPB လေနားတော့နားလည်ပြီးသေးတယ်ဒါပေမဲ့ SSPB လည်းဟိုပတ်ပြေးနေတာပါပဲဟိုတိတ်ပြီးတော့ဖြစ်လို့မရှိဘူးမီဒီယာနဲ့ချစ်ချွတ်မှုမလုပ်ဘူးဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်ကသူတို့ကိုယ်တိုင်ကအစကတည်းကသူတို့ကိုစကားပြောဖို့လုပ်လိုက်တာမဟုတ်ဘူးအယုတ်လိုမျိုးလာထိုင်ဖို့လုပ်လိုက်တာအဲ့တော့ညီရန်တို့ကတော့ဒီရောက်လာရပြီမဲ့အယုတ်လိုပဲဘာမှမလုပ်ခွင့်မရှိဘူးပြောရရင်ဟိုကသူတို့ UDSA ရဲ့ community community စံသားအုပ်ချုပ်နေတဲ့ UDSA ကဘဟုကနေပြီးတော့ခွင့်မပြုရင်အီးတော်ချင်းချင်းမပေါက်ရဲဘူးဆိုတဲ့အထိပဲတက်ရောက်နေတော့တွေ့ရတယ် ော်အဲ့တော့ဝါပြည်သူကလည်းဒီမိုကရေစီမရဘဲနဲ့ခံစားရနေရတယ်ဝါပြည်သူဒီမိုကရေစီမရဘူးဘာခွင့်မှမရဘဲနဲ့ဒုက္ခရောက်နေတာတွတ်တွေ့ရတယ်ဟုတ်လားဝါပြည်သူတွေသနာဖို့ကောင်းတာဒီမိုကရေစီမရဘူးရုပ်ကောက်ပွဲလည်းလုပ်မပြီးဘူးသူတို့ဝါရဲ့ခေါင်းဆောင်တွေကဖေးပြီးတာတာပြီးမြည်မြည်ပြီးတူတူပြီးတူတူမှအဲ့လိုပတ်လိုက်ရိုက်ပြီးတက်ပြီးတော့တာမန်ဝါပြည်သူတွေကအဲ့ခေါင်းဆောင်တွေအရူခင်ဗျားဟိုခေါင်းဆောင်တွေအရူမော့တော့ကြည့်ခွင့်မရှိဘူးဝါနေတာမှာအဲ့တော့ဝါရဲ့အုပ်ချုပ်သူနေရာကိုရဖို့ကတာမန်ပြည်သူကမော့တော့ကြည့်လို့မရဘူးဝါအုပ်ချုပ်သူနေရာဒါပေမဲ့ ဝါရဲ့အုပ်စုတွေကတော့ဟိုလည်းပြောရတယ်သူတို့ကတော့သူတို့ခေါင်းဆောင်တွေကတားကျင်မြည်စေဘရင်တွေလိုအုပ်ချုပ်ဖို့ကြိုးစားကြတယ်။အဲ့တော့ကွန်မြူနစ်ဆန်ဆန်လေးထုတ်ချက်တွေ့ရတယ်။အဲ့တော့ဒါတွေကညီရတို့ဘာလို့ကျွန်တော်မေးရမယ့်ကိစ္စအဲ့တော့မမေးဘူးဒီမှာပြောလိုက်တယ်မရဖန်တကယ်လို့သူယုတ်တာနားထောင်ပြီးလို့မင်းပြန်တိုင်တွေ့တဲ့ခါကျရင်လည်းပြောကြတာပေါ့ဒါပဲရှိတယ်။ကျွန်တော်သိပြီးတော့ခေါင်းဆောင်ချက်အဒီတွေ့တဲ့ဒီနေ့တွေ့တဲ့လူတွေမှလည်းကျွန်တော်တို့တွေ့တာအများကြီးရှိပါတယ်။အဲစကားလို့လည်းကျွန်တော်ပြောကြတယ်အလို့သဘောတွေပြောကြတယ်အများကြီးရှိပါတယ်။အများကြီးပြောကြတဲ့ခါမှာဒီနိုင်ငံနဲ့ပတ်သက်လို့အကုန်လုံးကတော့ဟိုကျွန်တော်နိုင်ငံချစ်ပါတယ်ဗျာတော့သူတို့ပြောကြတာပဲနိုင်ငံချစ်ပါတယ်လို့သူပြောကြပါတယ် တကယ်ချစ်ဖို့ပဲလိုတာပါတကယ်ချစ်ဖို့လိုတာတကယ်ချစ်ပြီးတော့မှတိုင်းပြည်ဘလို့ဝိုင်းပြီးကူညီရမယ်စဉ်းစားမှာဘလို့ဆိုတော့ဆွနေဘွယ်ကိုလာတက်ပြီးတော့ဆွနေကြရဲဆိုကြဲကပဲဒါသူတို့ဒီတိုင်းပြည်နဲ့ပတ်သက်ရင်ပြည်သူ့ဘဆောင်ပူပေါင်းဆောင်ယူလုပ်တယ်လို့အတိအပဲသိရတာပေါ့နော်ဆိုတော့မီဒီယာနဲ့ပတ်သက်ရင်တော့မီဒီယာရိုးတော့ခုန open ဖွင့်ပြထားတယ်ဆိုတော့မီဒီယာတွေကဝင်ရိုက်တယ်တပုတ်ရိုက်တယ်သတင်းယူတယ်အကုန်လုံးခင်ဗျာဘရွန်တာမှာတောက်လျှောက်မေးရတယ်အများကြီးလို့ပြောကြတယ်ဆိုမနက်ပိုင်းကနေတော့သစ္စာရှင်ဘွယ်ရှိမယ်လို့သိရတယ်။အဲဒါကြောင့်တော့အကုန်လုံးခြုံပြီးသိရအောင်ပေါ့နော်။ဆိုတော့ဇွနေဘွယ်မှာတော့ဒါအလုံးဇွနေသွားတာတော့ပုံလင်းပြောရင်တော့ဟိုခုနပြောတဲ့ foreign တွေထဲမှာပါလာတဲ့ ဒီရွေးကောက်ပွဲအလွန်ဒီမိုကရေစီကိုဘယ်လိုသွားမလဲဆိုတာမျိုးတွေအစားကျွန်တော်ဆွေးနွေးပါတယ်။ဒါကြရွေးကောက်ပွဲအလွန်မှာကျွန်တော်ဘယ်လိုသွားမလဲပေါ့။နောက်လူတွေမဲပေးဖို့ကိစ္စဘယ်လိုသွားမလဲဒါတွေဆွေးနွေးကြပါတယ်နော်။ဆိုတော့မနေ့ပြန်20ခွန်ကြရရောဘာတွေဆွေးနွေးမလဲဆိုရင်မေးဖို့ပေါ့နော်။20ခွန်မှာကကျွန်တော်တို့20ခွန်မှာဆွေးနွေးမဲ့အားကျွန်တော်ဘာရှိလဲဆိုတော့အကြမ်းကြီးကျွန်တော်တို့20ခွန်ဆွေးနွေးဖို့တည်ထားတာကအာလူသားချင်းစာနာထောက်မှုဆိုင်ရာလူအပ်ချက်တွေနဲ့လူမှုစီမံဘဝစိတ်ကောမှုတွေကိုကာကွယ်ဖြည့်ရှင်ရအတွက်နှီးပြွားတွေဖော်ထုတ်ဖို့ဆိုပြီးတော့အဖွဲ့တွေကဆွေးနွေးမယ်။ပြီးရင်အဖွဲ့နှစ်ကလည်းအဲ့လိုပဲမြန်မာနိုင်ငံရဲ့အနာဂတ်ကို နာဘက်ကိုတဲ့ပထဝီနိုင်ငံဆိုင်ရွှေတော်မျိုးနဲ့ဆက်နေတဲ့အောင်မျိုးကိုစစ်လေ့လာပြီးတော့အတူကူပြောရင်မှာခြေသုံးသင်းနဲ့နှီးပြရတဲ့ဖော်ထုတ်မယ်ဒါမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုဖော်ထုတ်မယ်ဆိုရင်ဆွေးနွေးမယ်လို့ပြောတယ်အဲ့တော့ဆွေးနွေးပွဲကတော့ကိုယ်လည်းပြောတယ်ဒါဒါဆွေးနွေးပွဲကအဲ့လိုချက်နဲ့ချက်နဲ့မနက်ဖြန်ကြရဆွေးနွေးပေါ့နော်ဆိုတော့မနက်ဖြန်ဖူရန်ပိတ်ပွဲပြီးရင်တော့ဘာတွေရမလဲတော့မသိဘူးရလိုက်ကဘာထွက်လာမသိဘူးကျွန်တော်တို့ကတော့ကိုယ်လည်းပြောရင်တော့ဟိုကျွန်တော်တို့ရဲ့တတ်မှတ်ချက်စီကံစီမံတိုင်းလုပ်ပါတယ်ဟိုဒီပုဂ္ဂိုလ်တူဦးပေါ်မှာထိုးနေတဲ့ခက်ကြီးသားမှုမလုပ်ရပြည်သူ့ဘဝဆန္ဒမလုပ်ရဘူးဒါမျိုးဒါမျိုးတွေပေါ့နော်ဆိုတော့ဟိုဒါမျိုးကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကိုကျွန်တော်တို့ဒီမှာပတ်သက်ပြီးရှောင်လာရေလုပ်ပါတယ် ဟို Chatham House Group ကိုနားလည်တဲ့အနေနဲ့လုပ်ပါတယ်အဲ့တော့ဆွေးနွေးပွဲတွေကတော့ထပ်ပြီးဆွေးနွေးနေရအောင်မယ်ဒီဆွေးနွေးနေတဲ့အချိန်မှာတော့တိုက်ပြည်ရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်ကြမလဲဆိုတော့အဓိကဆွေးနွေးကြတာဖြစ်ပါတယ်အဲ့တော့ပုံလည်းပြောရရင်တော့နောက်နေ့နောက်နေ့တွေတော့ကျွန်တော်ထပ်ပြီးတော့ဟိုဆွေးနွေးပွဲတက်တဲ့အခါထပ်ပြီးတော့ဝင်ပြောင်းမယ်အဲ့တော့ဒီနေ့ကိုတော့ကျွန်တော်ဆွေးနွေးပွဲအကြောင်းပြောရင်းနေပဲဒီနေ့ဆုံးသက်ချင်ပါတယ်အာမနေ့ကလည်းကျွန်တော်အမြန်လန်းမှာအမြန်လန်းဟောင်းပေါ့နော်ရန်ကုန်မလေးလန်းဟောင်းရဲ့နေရာကူးကူတပြိုင်တည်းဟို PDF တွေနဲ့ KNL တွေနဲ့ပူးပေါင်းပွဲတွေတောင်းပွိုင်းတိုက်တယ်လို့ကြားတယ်ဝင်တိုက်တယ်လို့ကြားတယ် တော်တော်လေးဘာဖြစ်လို့ပေါ့ရုပ်ရည်ရဲ့စကန်တွေပေါ့စကန်ကလေးကိုရုပ်ရည်ဝင်တိုက်တာလေဟိုတခုချို့လို့ပေါ့ဝင်တိုက်တာလေလုတ်တယ်လို့ချားတယ်ဆိုတော့ဒါကြီးလည်းမကောင်းဘူးပေါ့ဗျာဟိုလူငယ်ပော့ရော်တော့လူငယ်ပော့ရော်တော့ဘာဖြစ်လို့တကယ်တော့သူတို့တိုက်တာကိုမခံရဘဲကိုကတိုက်ရမှာကိုကသွားပြီးတော့ကိုကိုကလည်းပြောရင်တော့ဟိုနေမျိုးဥအောင်ရှင်းလေးလို့ဆုလူစုနေပြီဆိုကြတဲ့ကစပြီးရှင်းလေးလို့အောင်လူစုနေပြီဆိုတော့ရှင်းလေးလုတ်တင်တာဒါပေမဲ့ဟိုလူငယ်တက်ဖို့ဝင်နေလေကြည့်ရတာမနိုင်မနေဖြစ်နေလားတော့မသိဘူးဗျာအဲ့လိုတော့ရှိတယ်အဲ့နောက်တော့နောင်ချူကိုလည်းတက်ကတက်ကတက်ကလေးနဲ့တချင်းနေဖွင့်ပြရလို့ချားတယ်ဒီနေ့ရောမနေ့ရော လေးရင်နဲ့သရှင်နေဖွင့်ပြရတယ်လို့ကြားတယ်လေးရင်နောက်ချိုးလေးရင်ပြန်ပြီးတော့လေးရင်နဲ့သရှင်နေဖွင့်ပြတယ်ကြောင်မဲ့လည်းလေးရင်နဲ့သရှင်နေဖွင့်ပြတယ်တဲ့အဲမိုးကုတ်လည်းဖွင့်ပြရတယ်လို့ကြားတယ်အဲ့တော့ဒါလေးလည်းရှိပါတယ်ဒါလည်းဟိုသတင်းတွေရှိပါတယ်နောက်တစ်ခုကဒီနေ့ဟိုဘာလို့ဆိုမွေးစေဝါနဲ့ပတ်သက်ပြီးတော့ဟိုတနင်္ဂနွေလုံးမွေးစေဝါပတ်သက်ပြီးတော့ family transition ရပြီးတော့မွေးစေဝါတွေမိရှုရယ်ပွဲဒီနေ့လုပ်တယ်ခမန်းကြတာတော့ဒေါ်လာ300ဘိုးလောက်ရှိမယ်လို့တော့ခမန်းကြတယ်ဗျအဲ့ဟိုကတော့မွေးမွေးစွာတွေမိရှုတာဒေါ်လာ300ဘိုးလောက်ရှိတယ်လို့လည်းခမန်းကြတယ် အဲ့လောက်များလားမများလားတော့ကျွန်တော်မသိများရင်လည်းများနိုင်တယ်ဆိုတော့ငွေစိုးကလည်းတော်တော်လေးကိုကြီးကြီးမားမားဖြစ်နေတာဆိုတော့များနိုင်များနိုင်ပါတယ်ငွေစိုးကကျွန်တော်ခံမှန်းကြည့်တယ်ဒေါ်လာတန်းအဲ့ဒါလေးပြအမှမဟုတ်ဒေါ်လာတန်းတူကဘုလို့ရှိတယ်လို့ပြောတယ်နော်အဲ့တော့အဲ့တော့ဟိုတော်တော်လေးများပါတယ်နော်မြေရောင်ကတော့138တန်းနဲ့ကျန်တဲ့မြို့တွေနဲ့ပေါင်းလိုက်ရင်290ကျော်တန်း190 298တန်းလောက်ရှိတယ်ပေါ့နော်တောင်ကြီးမန္တလေးတို့ဘာလို့များကိုပေါင်းလိုက်ရင်ပေါ့နော် တန်း290ကျော်ဆိုတော့300နီးပါးပေါ့နော်အဲ့လောက်မိရှုဖြစ်စီတယ်ဆိုတော့မွေးစည်းဝါလည်းဘလောက်များလဲပေါ့နော်အဲ့တော့အခုမွေးစည်းဝါဘလောက်များလဲဆိုမင်းရခိုင်ပြည်နယ်တဲမှာတော့အကြီးအကျယ်မွေးစည်းဝါတွေလောက်ကြတယ်လို့ကြားတယ်ရခိုင်ပြည်နယ်မှာအေးရတော့အကြီးအကျယ်မွေးစည်းဝါတွေတေယုပ်ပို့ဆောင်ကြီးလောက်တယ်လို့ကြားတယ်အဲ့တော့ဒါတွေကလည်းတော်တော်ဆူဆူဝါကိစ္စမွေးစည်းဝါတော့နော်ဆိုတော့တိုင်းတွေကတော့ဒီလိုစုံနေပါတယ်ပြီးတော့စကိုင်းရဲ့ထပ်ပိုင်းကိုလည်းစကိုင်းထပ်ပိုင်းကိုလည်းတက်ကအဲစကိုင်းမြို့ရဲ့ဟိုဘက်ထပ်ပိုင်းနေမင်းကုန်းနဲ့ဟိုဘက်ချမ်းနေပေါ့နော် ရှိမကားတွေအထိပေါ့နော်တက်ကထိုးစစ်ဆင်ပြီးတော့နေမြေရှင်းတာ PDF scan တွေတော်တော်များရတယ်လို့ကြားတယ်အဲ့တော့တချို့နေရာတွေမှာတက်ကအသာစီးရပြီးနေမြေတွေပြန်ကြတယ်တချို့နေရာတွေမှာတက်ကစကန်တွေလာတိုက်ခိုင်းနေရတယ်အဲ့တော့တက်ကစစ်မြေနာပေါင်းများစွာဖွင့်ထားတာဖြစ်တဲ့အတွက်စစ်မြေနာများစွာဖွင့်ထားပြီးတော့သူ့ရဲ့စကန်တွေကမူလသူ့ဟာရှိပိစားနေရာတွေမှာလာပြီးတော့တိုက်ကြတာဖြစ်တဲ့အတွက်တက်ကခံတိုက်ရတာရှိသလိုထိုးစစ်ဆင်ရတယ်လည်းရှိပါတယ်အဲ့တော့ထိုးစစ်ဆင်တဲ့နေရာတွေမှာတော့ချက်ချင်းနိုင်တယ်တက်ကထိုးစစ်ဆင်တော့နိုင်တယ်ထိုးစစ်မဆင်မခံဟိုစကန်မှာရှိရချင်းလာတိုက်တာမျိုးကြရင်တော့တက်ကခံရတော့ဒါလိုရှိတယ်သို့တော့ဘယ်လိုဖြစ်ဖြစ်အခြေတစ်ခုရောက်ရင်တော့ဒါတွေကအကုန်လုံးက ဘာဖြစ်တော့မှာပေါ့နော်9နှစ်ကနေ10နှစ်လောက်အတွင်းမှာတော့ဒါရီကဟိုတဖြည်းဖြည်းပျောက်ကုန်တော့အဲ့လိုပဲကျွန်တော်မြင်တယ်တော့တွက်ချထားတယ်ပေါ့နော်တော့တစ်လုံးကြီးတစ်ချိန်လုံးကြီးတော့ဒီလိုတိုက်မနေနိုင်ပါဘူးဘုသူ့မှာလည်းနော်အဲ့တော့တိုက်နေတဲ့လူတွေလည်းနည်းနည်းအသက်တွေကြီးလာတဲ့ခါတော့ပြင်းနေသူတို့ကသူတို့အေးဆေးနေကြတဲ့ခါကျရင်လည်းနောက်ဆုံးကြမှာပါဒီသဘောပဲအဲ့တော့ဟိုလောလောဆယ်တော့ပြည်သူလူထုအနေနဲ့က view count ပွဲကနေတဆင့်တက်လာမယ်အစိုးရတက်ကိုရောက်ရောက်ဖို့အတွက်ကိုပဲစာလုပ်ဖို့လိုတယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်မှာဒိုနေရှင်မှုဆိုရင် တော်တို့ရွေးကောက်ပွဲနဲ့ပဲကျွန်တော်တို့ထွက်မှာရမယ်ကျွန်တော်တို့ပြည်သူအားလုံးကတိဖို့လိုတာရွေးကောက်ပွဲနဲ့ထွက်မှာရရမယ်ဆိုတိဖို့လိုတာပါရွေးကောက်ပွဲအောင်မြင်အောင်ကျွန်တော်တို့ပြည်သူလူအားလုံးကပါဝင်ဖို့လိုတာအဲ့တော့ဟိုပါတီတွေကလည်းအကြောက်တရားတွေနည်းနည်းနဲ့အကြောက်တရားတွေကိုဖြေလျှော့ပြီးတော့တတိရှိရှိနဲ့အသေးခံပြီးရွေးကောက်ပွဲဝင်ကြဖို့လိုတယ်လောက်ကြပြီးနိုင်ငံရေးလောက်ကြဖို့လိုတယ်ဒါမှလည်းနောက်လူတွေတဲ့စံပြဖြစ်မယ်ဟုတ်ဘူးတီမာကြောက်လို့တီမာကြောက်လို့ရွေးကောက်ပွဲကိုကျွန်တော်တို့လုံလုံပေးပါပါညာပြောရင်လေလုံချုံရေးရနေရာတိုင်းပေးလို့မရဘူးရတဲ့နေရာရမရနေရာမရဘူးအဲ့တော့မရတဲ့နေရာတွေမှာတော့မတက်နိုင်ဘူးပေါ့နော်ဟိုဇတိ ဟိုတိအတိခံမှာပေါ့နော်အတိတော့ခံပေးကြမှာပေါ့အဲ့တော့တိတ်ကြောက်စရာမလိုပါဘူးလှုပ်ရှားရှားလို့ပါဘောအောင်တစ်ခါပဲတည်တာကိုယ်နောက်မျိုးစက်တွေအတွက်တစ်ခုခုခြံထားခဲ့ဖို့တော့လိုတယ်လို့ပဲတိုင်ပါတီတွေတိုက်တွန်းခြင်းတယ်ပါတီတွေတိုက်တွန်းခြင်းအဲ့တော့အားလုံးကရွေးကောက်ပွဲကိုပဲဟိုလှုပ်ကြဖို့လုံပြီးဆိုတာကိုလည်းအားလုံးကလက်ခံသွားပြီဆိုတော့ပြောချင်တာအဲ့တော့ကနရပြည်သူလူထုအနေနဲ့လည်းရွေးကောက်ပွဲကိုနဲ့ပဲကျွန်တော်တို့ဟာအရသာအချွေအောက်ကိုပြန်သွားကြဖို့ပဲလိုရဲလို့ပြောချင်တယ်ဥသိစိန်ဆိုတဲ့လက်ထက်အစားတော့ဘယ်လိုတွေကျွန်တော်တို့ကောင်းခဲ့ရလဲဆိုတော့ပြန်တွေးပါအဲ့ဒီအနေအထားကိုပြန်သွားကြရမယ်လို့ပဲကျွန်တော်ပြောရင်ပြောချင်ပါတယ်။ကြည့်အဲ့တော့ ဒီနေ့တော့ဒီလောက်နဲ့နားပြစီအားလုံးကိုရင်းသားသိရှိပါတိုက်ပြပေါ်စေနာမှာထားပါသစ္စာရှိပါကိုနိုင်ငံသားချင်းချင်းပြန်လာတက်ဖြတ်နေကြတာကိုလက်ခုလောဝတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမည်းဖြစ်နေသလားဆိုတော့ပြန်လဲမင်းတို့တော့ပြောလို့ပြောရင်းနဲ့ကိုနိုင်